ားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြမှာကတော့ခလေးရှင်နေရဲ့အခန်းသုံးပဲဖြစ်ပါတယ်အခန်းသုံးပလန်ပေါ်မှာရှိတဲ့ဘုံမီတာစုရဲ့ဥပဒေလုပ်ငန်းရုံးကအိတ်ခန်းနဲ့တွဲထားတယ်10မိနစ်လောက်ရှောင်ရင်တရားရုံးကိုရောက်တယ်တလန်းလုံးရှိနေရုံးငန်းတွေဘိတုကာရုံးငန်းတွေနဲ့စီးရင်ကန်ရုံးငန်းတွေအင်ဂျင်နီယာရုံးငန်းတွေလက်ညှိုးထိုးမလွဲဘူးဘုံမီတာစုရုံးငန်းမှာ Mr. Bond နဲ့ Mrs. Bond တို့ရဲ့ရုံးငန်းတွေရှိတယ် သူတို့လင်မယားဟာအဆုဆက်တွေလည်းဖြစ်တယ်။တီယိုအဖေမစ္စတာပွန်က90မပြည့်သေးပေမဲ့အရွယ်ကအိုစားနေတယ်။သူ့ရဲ့ရှင်နေနာမည်ကဝုဒ်ထိုင်ဂါဝုဒ်ကကောက်တီးသမားဂျိမ်းစ်ဝုဒ်ကရုပ်ရှင်မင်းသား။ဒါကြောင့်သူ့အဖေနာမည်ကိုတီယိုကသိတဲ့ဘောကြတယ်။ဝုဒ်ပွန်ကိုတီယိုကအမြန်ခေါ်တဲ့ကောက်စပွန်ဖြစ်သွားတတ်တယ်။အတိတ်ပဲရှာကြည့်တော့တစ်သားနဲ့လှုပ်ထားတဲ့ဇွန်ဖြစ်နေ။ဒါပေမဲ့တစ်သားဇွန်ဆိုတဲ့နာမည်စလုံးမရှိပါဘူး။ ဘာလို့အသေးဖွဲတွေကိုစဉ်းစားနေမလဲလို့တေယိုသူ့ကိုယ်သူတတိပေးလိုက်တယ်။ဒါပေမဲ့သူ့အဖေရုံငန်းရှိကဆိုင်ဘုတ်ကိုမြင်တိုင်းတသားဆုံးကိုမျက်စိနဲ့မြင်လာတတ်တယ်။သူ့ရုံငန်းကဒုတိယတက်မှာလှေကားဝကြီးကိုကော်သောဟောင်းကြီးခင်းထားတဲ့ရုံငန်းကသူ့တခန်းနဲ့မတင်မတက်နဲ့ခက်ဆုပ်ဆုပ်မို့ပထမတက်ကအမျိုးသမီးရှိနေတွေကသူ့ကိုပတ်ထုတ်လိုက်ကြတာအကြောင်းနှစ်ခုရှိတယ်။တခုကသူ့အဖေကအဝိစာဖူဒီဘတ်တီနဲ့ ဖြစ်တယ်လို့ဝတ်တက်တယ်။နောက်တစ်ခုကရသူ့ယုံကန်းသူ့ယုံကန်းကလည်းသူ့အတိုင်းပဲ။ဒါမဲ့တီအိုကတော့သဘောကျတယ်။နောက်တစ်ခုကသူ့ဆေးရံတောက်လို့ပဲ။သူ့အခန်းထဲမှာအမဲဆေးရံအငွေ့တွေနဲ့လှိုင်းနေတတ်တယ်။ဒါမဲ့တီအိုကမမှုဘူး။အဖေကျမကြီးအတွက်လည်းတွေးမပူတတ်ဘူး။မစ္စတာဘုန်းခရိုင်လည်းကျမကြီးကိုတိတ်ခယူးမဆိုင်ဘူး။လေ့ကျင့်ခန်းတော့လုပ်ပါရဲ့။ဒါပေမဲ့မဖြစ်စလောက်။အလုပ်ကိုကြိုးကြိုးဆဆလုပ်တယ်။ဒါမဲ့တခြားရှင်းနေတွေလို့ ြက်တနာကိုအိမ်ယူမလာဘူး။တီယိုအမေလိုပေါ့။ဒီနေရာမှာရှေ့နေတော်တော်များများနဲ့သူနဲ့မတူကြဘူး။တကယ်တော့မစ္စတာဘွန်ကအိမ်ချမ်းမြေရှေ့နေပြီးသားတဲ့လူသားမျိုး။တီယိုအမြင်မှာတော့ရှေ့နေလောကမှာပြင်းစရာအကောင်းဆုံးအလုပ်လို့သူထင်တယ်။သူ့အဖေဟာတရားရုံးကိုတစ်ခါမှမရောက်ဘူး။တရားသူကြီးတယောက်ရှေ့မှာလည်းဘယ်တော့ငါမှရှောက်လဲချက်မပေးခဲ့ဘူး။အလားတူပဲဂျူရီလူကြီးရဲ့နေစကားပြောဘူးတာအိုးဆိုတာဝေလာဝေးပဲ။ ုံငန်းထဲမှာပဲတကုတ်ကုတ်အလုတ်လုတ်နေတဲ့လူစားမျိုးသူ့ကိုသူယုံနိုင်ရှင်နေလို့ပြောတတ်တယ်သူ့ကိုသူပေးတဲ့ယာရုနဲ့သူ့ဘာသာသူချိနဲ့နေတတ်တယ်တီယိုကသူ့အဖေကိုရမ်းချစ်တယ်ဒါပေမဲ့သူ့ဘဝကိုအဖေလိုယုံငန်းထဲမှာပဲအချိန်ကုန်မှုစိတ်မကူဘူးဟင်းဟင်းအဖေလိုတော့ယုံငန်းထဲမှာတကုတ်ကုတ်မနေနိုင်ဘူးတီယိုကတရားရုံးချုပ်ကိုဥတီထားတဲ့လူငယ်မျိုးဒုတိယထပ်မှာတော့အဖေယုံငန်းတခမ်းမရှိရေယုံငန်းကအကျဲကြီးနေရင နှစ်ဖက်ကစာအုပ်စင်မှာစာအုပ်တွေအပြည့်နောက်တစ်ဖက်မှာမျိုးရိုးစင်ဆက်တလျှောက်လုံးရဲ့တပုံကြီးတွေတချို့ကနိုင်ငံရေးသမားတွေနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံတချို့ပုံတွေကရှစ်နေကောင်းစီအစည်းအဝေးခန့်မတွေကပုံတွေရှစ်နေရရေရုံငန်းတော်တော်များကိုတီယိုရောက်ပူတယ်ရုံငန်းတိုင်းဟာစူညံပြီးသူ့အဖေရုံငန်းလို့ဟိုပဲနေရမှာတက်ပုံတွေစူရစိတ်တွေကလပ်အသင်းဝင်လက်မှတ်တွေချိတ်ထားတာတွေ့ရတယ်အမေကဒါကိုချိတ်ပုံမရဘူး အဲ့ဒါလူကျွားတွေရဲ့လောက်လို့ပြောတတ်တယ်အမေရုံးကမှအဲ့လိုတက်ပုံတွေဘာတစ်ခုမှမရှိဘူးအတိတ်ပဲကောက်ရခတ်တဲ့မော်ရန်ပကြီကားတချို့ချိတ်ထားတာပဲတွေ့ရတယ်တီယိုကတကားခောက်ပြီးတွန်းဝင်သွားတယ်ចောင်းစင်းရဲ့အဖေနဲ့အမေရုံးကန်းကိုဝင်နှုတ်ဆက်နေကြအဖေနဲ့အမေကလည်းဒီအချိန်ဆိုသူ့ကိုမျှော်နေတတ်ကြတယ်အလွန်အလွန်အလုံးမများရင်တီယိုဘက်ကဒီဝုတ်ကိုပြတ်ခဲတယ်စာရွက်တွေဖိုင်တွေပုံနေတဲ့ရှေးဟောင်းစပွဲကြီးမှာ ဖေတယောက်ထဲထိုင်နေရတွေ့ရတယ်။အဖေရုံငယ်နဲ့မှာဧည့်သည်တွေ့ရခဲ့တယ်။အမှုတွေတွေနဲ့အလုပ်လုပ်တဲ့အခါသူကအီးမေးလ်တို့ဖတ်စတိုပဲသုံးတယ်။ဒါကြောင့်သူ့ရုံငယ်ကဧည့်သည်ရှင်းနေတာပေါ့။ Hello ဖေဖေ။ Hello ဖေဖေ။တီယိုကနှုတ်ဆက်ပြီးကလထိုင်တလုံးမှခြေပြက်လက်ပြက်ဝင်ထိုင်နေ။เจ้ามาเอซิเบลาနေ့တိုင်းမင်းနေကြအဖေမေးကုန်เอซิပါပဲဖေဖေနှစ်ပံတရားယုံချုပ်ကိုလေ့လာရခီးထွက်ဖို့เจ้าကြီးကသဘောတူလိုက်တယ်။ ဒီမင်းနဲ့တရားသူကြီး country နဲ့တွက်တွေးပြီး random မှာထိုင်ကုန်ရဖို့တွက်ပြောတာအဆင်ပြေခဲ့တယ်။အေးကောင်းနေကောင်းနေတာကန်ကောင်းတာပေါ့မြို့ရတဝက်လောက်တွားနှာထောင်ကြမှာကွ။ဖေဖေကမတွားဘူးလား။ဖေဖေလာတွားနိုင်မှာဘူးကွာ။ပြောပြီးစပွဲပေါ်ကဆာရွက်ပုံကြီးကိုလည်းညှိုးတိုးပြတယ်။အဖေနဲ့အမေပြောနေတဲ့အံကိုတီယိုနဲ့ဆွနှပြကြားတယ်။အလုပ်တွေတလောက်များနေရတရားရုံးကိုပဲတွားနှာထောင်နိုင်ပါမလဲဆိုတဲ့သဘော။တကယ်လေသူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာပါ။ တခြားမှုကိစ္စကိုစိတ်ဝင်စားခြင်းမရှိပါဘူး။ဒါမဲ့တီကိုသိနေတယ်။တစ်မျိုးလုံးစိတ်ဝင်စားနေတဲ့ဒီအမှုကိုသူတို့နှစ်ယောက်လည်းတွားနာထောင်ခြင်းမှာအမှန်ပဲ။တီကိုကမေးလိုက်တယ်။ဒီအမှုကိုစစ်တပ်ဘယ်လောက်ကြာမလဲပြပြ။အရင်ထဲမှာပြောနေကြတာတော့တပတ်လောက်ကြာမယ်တဲ့။ဒါတော့နေ့တိုင်းတွားနာထောင်ခြင်း ਨੇ ။စိတ်ကူးမြင်တဲ့တီကိုအဖေတရားသူကြီး country ကို ပြောထားပြပြ။ကျောင်းချိန်မင်းတရားရုံးရောက်လာရင်အေးအေးယူဖို့အချုပ်ထဲဖမ်းတယ်ဖို့ ကန်ထရီကဘေးလစေးကြီးကိုအမိန်ပေးထားပြီးမင်းကိုဖေဖေအာမခံလာမထုတ်ဘူးနော်အဲ့ဒီမှာအယက်သမားတွေလမ်းသေးတွေနဲ့အတူမင်းနေပေမင်းအတူနေပေတော့ပြောပြီးမစ္စတာဘုံကဆေးတံကိုကောက်ညီတယ်မီးဆွေးတာနဲ့အဆက်မပြတ်ဖွာတော့တာပဲတာဖာနှစ်ယောက်တယောက်ကိုတယောက်စိုက်ကြည့်နေကြတယ်သူ့ဖေဖေနောက်နေတာလို့တီယိုပထမထင်လိုက်တယ်ဒါပေမဲ့သူပြောပုံကခက်တီတီသူနဲ့တရားသူကြီးကန်ထရီကတငယ်ချင်းနေလေဖေဖေနောက်နေရလာရင် နောက်ဆုံးတီကိုဖွင့်မိလိုက်တော့တယ်တဝက်ကအမှန်တိုင်းပြောတာတီကို country ကိုပြောထားတာအမှန်ပဲဒါပေမဲ့အချုပ်ထဲရောက်ရင်တော့ဖေဖေလိုက်ထုံမှာပါတီကိုစဉ်းစားပြီးသားတရားသူကြီးမမြင်နိုင်တဲ့နေရာကခိုးနားထောင်မှာပေါ့เจ้าကလစ်ဖို့ကလည်းဘာခတ်တာမှတ်လို့အဖေကသူ့ကိုနှင်မာလေတော့တယ်ကဲတော့အင်စာရီပြောင်းလုံးတော့ဟုတ်ပြီပင်နောက်မှတွေ့မင်းတော့အောက်ထပ်ရုံငန်းရှိမှာမိမကြီးတယောက်စောင့်နေတယ်သူ့အရွယ်ကရုံငန်းကြီးလို့ပဲဦးလှပြီး သူ့နဲ့သူ့ရှိနာမည်ကအယ်ဆာနောက်နာမည်ကမီလာသူ့အသက်ကိုမှန်ရအခက်သားအမျိုးသမီးကြီးကသူ့ကိုအယ်ဆာလို့ခေါ်ရင်သဘောကျတယ်73နှစ်သားကလေးကခေါ်လဲသူ့သဘောကျတာပဲဘုံမောင်နိုင်ရဲ့ယုံမှာသူ့အလုလုသူ့လှုပ်လာတာတီယိုမမွေးခင်ကလေးကတဲ့သူကလရေးတို့ဇေးလေးလှုပ်တယ်အတွင်းရမှုလဲလှုပ်တယ်မန်နေဂျာဆိုလဲသူ့ပဲတချို့ကိစ္စတွေမှာတီယိုအမေနဲ့အဖေမသိလိုက်ပဲသူဖြတ်လိုက်တာတွေတောင်ရှိတယ် ဘုံမိသားစု၃ရဲ့အတွက်တော့အယ်ဆာဟာတကယ်အရေးပါတဲ့နေရာမှာရှိနေပါတယ်။တီယိုကသူ့ကိုတင်ငေချင်းလို့သဘောထားတယ်။ပြီးတော့တိုင်မင်မော်တိုင်မင်ဘက်သူ့စပွဲရှိမှရက်ပြီးပွေဖက်နှုတ်ဆက်ဖို့ပြင်လိုက်တယ်။ Hello Elsa ။ Elsa ကထရက်ပြီးခါတိုင်းလိုလှန့်ဖက်တယ်။ပြီးတော့သူ့ရင်ဘက်ကိုတီချာကြည့်ပြီးတောက်ကြန်နေမှာဒီအင်ကြီးဝင်လာတယ်ဟုတ်လား။အဲ့ဒီအင်ကြီးမဟုတ်ပါဘူး။တကယ်ဝင်လာတာလဲသူပြောတဲ့အင်ကြီးမဟုတ်ဘူး။ အာဟုတ်ပါတယ်ဒီ ਓ နင်အဲ့ဒီအင်ဂျီဝတ်ထားတာပါအင်း sorry ပါ elsa နောက်ဆုံးမှာတော့ခရိုင်းလိုပဲတီ ਓ အ short ပေးလိုက်ရတယ် elsa ကိုပေါ်ဝတ်ထားတဲ့အဝေကရှေးဟောင်းပစ္စည်းစင်းဝင်နေလောက်ပါပြီသူခဏကိုကတေးတေးသွေးသွေးဒါကြောင့်အမေကပြောတတ်တယ်သူ့ကိုကဘာအဝိတ်ကောက်ဆွဆွတော်တယ်သူကချက်ချက်တက်တက်အယောင်ရဲရဲမှကြိုက်တာတဲ့ဒီနှစ်သူဝတ်လာတာကတော့အနက်ရောင်ကိုချက်ပေါင်းပြီရှေးစိမ့်အောင်ဆွဲတာ ကညွတ်ပင်ကလေးနဲ့တူနေတယ်လို့ပဲခေါင်းပေါ်မှာသပင်ဖြူတွေကထိုးထိုးတော့နော်သူ့မျက်မှန်ကိုင်းကအစိမ်းအဝိအစားနဲ့လိုက်ဖက်အောင်ရွေးတတ်တယ်ဒီနေ့ဝလာတဲ့ချင်းကလည်းအစိမ်းအောင်လေအစားအဲ့လိုဝစားစင်တတ်ပေမဲ့တ িয়োগ အတွက်တော့ပြင်းစရာအတိဖြစ်နေတတ်တယ်သူ့အသက်က80ရှိပြီဒါမဲ့အေးစစ်စစ်အသက်ကြီးတာမဟုတ်ဘူးလို့တ িয়োগ ထင်တယ်တ িয়োগ ကမေးလိုက်တယ်မမရှိလိုက်ရင် तू ကကလက်ထိုင်မှာပြန်ထိုင်ပြီရှိတယ်တကားပွင့်ထားရယ်လေ ကျေးဇူးပဲအစားတသငယ်ချင်းတယောက်ဖုန်းဆက်တယ်တီဟုဘသူလဲရင်ဆန်နီတဲ့ဒီကိုဝင်လာခဲ့မယ်တဲ့ကျေးဇူးပဲအစားတီဟုခမဆောင်နဲ့ဝင်လာခဲ့တယ်တကားဝမှာတွေ့တဲ့အင်ဂျင်မီလုံငန်းအတွင်းမူဒေါ်ရတီကိုနှုတ်ဆက်လိုက်တယ်သဘောကောင်းတဲ့အမျိုးသမီးပါဒါပေမဲ့အပေါ်ရက်ကသူ့ boss လိုပဲပြောစရာမကောင်းတဲ့အလုပ်မှာပြင်းတိပြင်းတွဲပဲအတွင်းငန်းရဲ့အဝတ်မှာတွေ့တဲ့ဖင်းကိုလည်းသူလှမ်းနှုတ်ဆက်လိုက်တယ်သူကရှင့်နေလက်ထောက် တီယိုတို့အမေနဲ့တွေ့လို့လာတာကြာပြီတီယိုအခန်းထဲဝင်သွားတော့မာဆလာဖုန်းကဖုန်းပြောနေတယ်အမေစပွဲကအဖေစပွဲနဲ့တခြားစီဆာယဆာရန်နေဖိုင်တွေတွေအားလုံးစစ်စစ်ရေးရေးတတတတဓာတ်မဲ့ဖက်နှက်တွေကတော့ဖြစ်တယ်လို့ချွတ်ထားတယ်လောလောဆယ်မှာလဲခြေထောက်မှာဖက်နှက်ဆွမထားဘူးနှစ်ဘေးမှာတောင်းမြင့်ဖက်နှက်တရင်ချွတ်ထားတာတွေ့တော့တီယိုတိလိုက်ပြီဒီနေ့အမေတရားရုံးသွားရတဲ့နေ့ပဲတရားရုံးမှာဝတ်တဲ့ရှေ့နေဝတ်စုံဝတ်ထားစေစကက်ညိုနဲ့အပေါ်အင်ဂျီကအနက် အမေကမိမချောတေတေတက်တက်လှန့်လှပပဝတ်တက်စားတတ်တယ်။အထူးသဖြင့်တရားရုံးသွားရတဲ့နေ့ဆိုပိုးပြီးကရုတဆိုင်ဝတ်တက်တယ်။အမေကခဏခဏပြောတတ်တယ်။ယောက်ျားတွေဘူဒီပတ်တည်နေကြတာကိစ္စမရှိဘူး။အမျိုးသမီးတွေကသူတို့လိုနေလို့မဖြစ်ဘူး။အဲ့ဒါဘာမှမဆန်ဘူး။အယ်ဆာကသူ့အလုပ်ရှင်မေမေနဲ့တသဘောတည်း။မစ္စစ်ဘွန်ကလှချင်ပချင်နဲ့အမျိုးသမီးပီပီအဝတ်အစားကောင်းကောင်းဝတ်တက်တယ်။ယောက်ျားနဲ့တခြားစီ မစ္စတာဘွန်ကကြုံတယ်လို့ဝေးပြီးဖြစ်တယ်လို့နေတဲ့လူစားမျိုး။ "तू ကမိမထက်၃နှစ်ပဲကြီးတာ။ဒါပေမဲ့၁၀နှစ်လောက်กว่าတယ်လို့ထင်ရတယ်။တရားသူကြီးတယောက်နဲ့တီတီအိုအမေဖုန်းပြောနေတယ်။ကြီးရတာတိတ်အပေါလန်တဲ့ပုံမပေါဘူး။ဖုန်းချပလိုက်တယ်။ตาကိုကြည့်ပြီးပြုံးလိုက်ရင်း "Hello ตาလီဒီနေ့ဘလို့လဲဒီနေ့ချိန်နေ။ Okay ပါရမမီမေကောမမီကတော့ခရိုင်းလိုပါပဲตาရင်။เจ้ามาပါထူးလေ။ဒီတကလေးလာရေးခေကတရားရုံးကို င့်ကိုမင်းဖန်သွားရမယ်မိ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 မသွားဘူးလားယင်အမေကခေါင်းတွတ်တွတ်ရမ်းပြီးတရားသူကြီးဆန်ဖို့ရဲ့ရုံးကမှာမိမိအမှုချင်းရှိတယ်ဖေဖေကတရားသူကြီးကန်ထရီနဲ့ဖုန်းပြောထားပြီးပြီတဲ့တားကိုလာနားမထောင်ပါစေနဲ့လို့တားထားတယ်တဲ့ဖြစ်နိုင်မှမလားမိမိဖြစ်နိုင်တာပေါ့တားရဲ့တားရဲ့အဓိကလောက်ကចောင်းစာပဲចောင်းစာဆိုတော့ပြင်းစရာကြီးပါမိမိကတားစိတ်ဝင်စားတာနှစ်ပါးသားပဲရှိတယ်ကျွန်တော်တို့ကပြင်းစရာတွေကြီးပဲ မိမိရဲ့ပညာရေးကိုတာကိုပဲတာစိတ်ဝင်စားစေခြင်း ਨੇ တရားရုံးကပိုပြီးပညာရပါတယ်မိမိอืมဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ချိန်မှာတားလိလာဖို့အခွင့်ကြုံမှာပါအခုချိန်မှာတော့ပညာပဲသင်ရမယ်လေ online ကနေဥပရေဥပရေသင်မလားလို့တားစိတ်ကူးနေရဲ့မိမိတားတီယိုတို့တားအရွယ်ကဥပရေတက်ရမယ့်အရွယ်မဟုတ်ဘူးကွယ်တားရှစ်တန်းအောင်ရင်လောက်ရမှာလေတားကခလေးပဲရှိသေးတယ်ခလေးတယောက်လိုပျော်ပျော်နေရမှာပေါ့ ်ဒီကိုဘာမှမတက်နိုင်တော့ခုံးတွန့်ပြလိုက်တယ်ကဲအင်စာတွေထိုင်လို့တော့ပြောနေရင်ဖုန်းတစ်လုံးဝင်လာတယ်တပြိုင်တည်းမှာပဲအပြင်ဘက်ကအဲဆဖုန်းကလည်းမြည်လာတယ်တာတတိမမေကိုခွန့်လို့အောင်တော့ကဲပြုံးစမ်းမအောင်လွဲကောက်လွယ်ပြီးဒီကိုသူ့အမိခံနေရထွက်လာခဲ့တယ်ရှုပ်ပွားနေတဲ့မိတူခန်းကိုဖျက်ပြီးစတိုကန်းကိုဝင်လာခဲ့တယ်အေယာမတက်တာကြီးတွေဖိုင်တွင်အဟောင်းနဲ့တိမ့်တဲ့အခန်း တီယိုကစစ်တမ်းကျောင်းသားပဲမဲ့သူ့ကိုယ်ပိုင်ရုံးငန်းနဲ့လို့ထင်နေတယ်။သူ့စပွဲဘော်ကသူ့စပွဲကစအုပ်တွေဘော်ကိုကပြားရိတ်စီတင်ထားတယ်။သူ့အမေစပွဲလောက်မတည်သက်ပေမဲ့အဖေစပွဲထက်တော့တည့်ရက်တယ်။ကလေးထိုင်ကစတိုဂန်နဲ့မှတွေ့ရဆုံးလေကလေးထိုင်အဟောင်းကြီး။ဂီရီယန်ရုံးလိုက်လာရင်လည်းဒီဆုံးလေကလေးထိုင်ပေါ်မှာပဲသူအိတ်တယ်။အလုရှုံနေတဲ့လူတွေကိုသူရှောင်ဖို့အကောင်းဆုံးနေရာလေ။ဒီနေ့လေသူရောက်နှင့်နေတယ်။ တီဟိုကသူ့ကောင်းကိုပုတ်ပြီးနှုတ်ဆက်လိုက်တယ်။ "Hello Gideon, ဘယ်လိုလဲ?မင်းဒီနေ့လူတွေရှောင်ရသေးလား?" Gideon ကအမိနှံ့ပြီးခုံဘွားဆင်းပေးတယ်။ပြီးမှကျမ်းမြင့်ပေါ်မှာခွေအိတ်တယ်။နေရမအမွားကြီးကိုပိုစတာကြီးချိတ်ထားတယ်။မီနီဆိုရာပြည်နယ်မှာဒီလမိုးရဲ့တစုံသေးသောအမွားမီနီဆိုရာကမိုင်တထောင်ကျော်ဝေးတယ်။ဘာလို့မဟုတ်ပါဘူးသူတို့မျိုးမှာဘယ်သူမှအရေးတည်ယူချိတ်တယ်လို့မကြားဘူးလို့ချိတ်ထားတာပါ နောက်တစ်ပုံကတီယိုဘွန်းရဲ့ တ်တုံးရုပ်ပုံရှေ့နေဝတ်စုံနဲ့တရားရုံးထဲမှာရက်နေတဲ့ပုံတရားစီရီကင်နဲ့တူအပ်သူ့ကောင်းပေါ်မှာဖြစ်ပြီးသွားနေတဲ့ပုံခေါင်းနဲ့လွတ်ယုံကလေးသူ့အောက်ကပုံသူ့အောက်ကပုံစာကအဆိုးကိုပေးချလိုက်တယ်သူ့နောက်ကဂျူရီလူကြီးတွေကသူ့ကိုကြည့်ပြီးဟားတိုက်ယူနေကြတယ်ပုံရဲ့အောင်ညာဘက်မှာကတ်တွန်းဆရာနာမည်ထိုးထားတယ် April Fanny Moore တဲ့မနစ်ကသူ့မွေးနေ့မှာ April ဆွဲပေးထားတဲ့ပုံ ဧပြီရဲ့အခုလောလောဆယ်အိမ်မက်ကပဲရစ်ကိုလစ်ဖို့အဲ့ဒီမှာနေတဲ့လမ်းရှူကင်းတွေကိုပကြီဆွဲမယ်တဲ့စတိုကန်နဲ့ကထွက်လိုက်ရင်နောက်ဘက်ကားရဲ့ကွင်းကိုတွားတဲ့အပေါက်ရှိတယ်လမ်းကလေးကကြောက်စရစ်ခင်ထုံးစံတိုင်းအိတ်ထဲကဆောက်အုပ်တွေကိုထုတ်ပြီးအင်စာတွေဆက်လုပ်တယ်အဖေနဲ့အမေရဲ့ပြင်းထန်တဲ့စည်းကမ်းချက်ကညစာစားချိန်မှာအပြီးလောက်ရမယ်တဲ့အဲ့ဒါသူငယ်တန်းတွေကစခဲ့တာတီယိုကအားစားလုပ်ချင်တာဒါပေမဲ့ငငယ်တဲ့က ပဲနိုင်ရင်ကြရခဲ့လို့အာကစားမလုံနိုင်ခဲ့ဘူး။ဒါကြောင့်လဲဘာသာတိုင်းမှာသူအဆင့်အေကြီးရရခဲ့တာလေ။ဒါပေမဲ့စနေနေ့တိုင်းတော့အဖေနဲ့ကောက်ကွင်းကိုလိုက်သွားပြီးခောက်ရိုက်တယ်။နောက်ပြီးတကားခောက်တဲ့ကြတော့ဂီရီယန်ကတိုးတိုးလေးဟိတ်နေ။ဆန်နီကိုကလည်းရှစ်တန်းမယ်။ဒါပေမဲ့တန်းခွဲချင်းမတူကြဘူး။သူ့ကိုတီယိုခင်မိမဲ့တိတ်မရင်နေဘူး။သူကစကားနေပြီးပျော်ပျော်နေတတ်တယ်။သူကစကားပြောရရှိတယ်ဆိုလို့တီယိုကသူ့ကိုအခန်းထဲခေါ်လိုက်တယ်။ အခဲနောက်မှာထောင်ထားတဲ့ခောက်ကလေးထိုင်ကိုတီယိုကသူ့အတွက်ယူပြီး ဖြန့်ခင်းပေးလိုက်တယ်။ဆန်ဒီကစမေးတယ်။ရှက်ကိုးစကန်အမူအရာနဲ့စိတ်လှုပ်ရှားနေပုံနဲ့ရတယ်။သူဒီမှာပြောရတယ်လွတ်လပ်ပါတယ်နော်။လွတ်လပ်ပါတယ်ကွာဘသူမှမရှိပါဘူး။ဘာကိစ္စမို့လို့လဲ။ငါတယောက်ယောက်နဲ့တိုင်ပင်စရာရှိလို့ပါကွာ။ငါဘလို့မှမစဉ်းစားတတ်လို့ပါ။တီယိုကဆရာကြီးလေတဲ့နဲ့စိတ်ချဘယ်ကူမှမပေါက်ကြားစေရဘူး။ ေးဟုတ်ပြီဒီလိုกว่าဒီ ਉ ငါအဖေလုတ်ပြုတ်သွားတယ်သိမကြသေးဘူးအဲ့ဒီမှာအခြေအနေတွေစိုးဝုံတော့တာပဲတီ ਉ ဘာပြောမလဲလို့သူခဏစောင့်နေတယ်อืมဆိုပါဦးစိတ်မကောင်းပါဘူးဆန်နီအနည်းငယ်ကအဖေနဲ့အမေမိဖို့တွေမှာတိုး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 လုံနေတာအကြာကြီးပဲอืมတခုခုပဲဆိုပြီးငါခိုးနားထောင်တာပေါ့တစ်ထက်အပေါင်းဆုံးတယ်ဆိုတာဘာလဲကွာမင်းတိလားอืมတိတယ်အဲ့ဒါပါလဲ ပေါင်ဆုံးနေဆိုတာပုံစံမျိုးမျိုးရှိတယ်ကွအိမ်ပိုင်ရှိတဲ့လူတယောက်ကဗန်ချီးငွေနဲ့နှစ်ရှည်ပေးချေမှုစနစ်နဲ့အိမ်ဝယ်ကြရတာဗန်ကိုမှန်မှန်ပြန်ဆက်ရတယ်အဲ့လိုမသွင်းနိုင်ရင်ဗန်ကအိမ်ကိုသိမ်းနိုင်တယ်အဲ့ဒါတွေငါဘာမှမသိဘူးတီယိုโอเคဒီလိုကွတီယိုကဇောင်းတော့ကိုစပွဲအလယ်မှာချလိုက်တယ်ဒါကမင်းဝယ်ခြင်းနဲ့အိမ်ဆိုပါတော့ဒေါ်လာတစ်သိန်းနဲ့ထားပါတော့မင်းမှာဒေါ်လာတစ်သိန်းမရှိဘူးဒီတော့ မင်းပန်သွားပြီးငွေချီရတော့မယ်။ဒီမရက်ပြီးတီယိုကနောက်စာအုပ်တော့ကိုယူပြီးပထမစာအုပ်ပေးမချထားလိုက်တယ်။ဒါဘန်ဆိုပါတော့ကွာ။อืมဟုတ်ပြီ။ဘန်ကမင်းကိုဒေါ်လာတစ်သိန်းချီလိုက်ပြီ။ကဲ။ရောင်းတဲ့လူစီကမင်းအိမ်ဝင်နိုင်ပြီပေါ့။ဆိုပါတော့မင်းကဘန်မှာတစ်လက်ဒေါ်လာ900ပြန်ဆက်ရမယ်။နှစ်ပေါင်း30အတွင်းဆက်ရမှာ။ 30? ဟုတ်လား။ဟုတ်တယ်။အဲ့ဒါထုံးစံပဲ။ဘန်ကချင်းငွေအတွက်အတိုးယူတယ်လေ။ ချီးထားတဲ့ဒေါ်လာတသိန်းအပေါ်မှာလစဉ်အတိုးပေးရတာလေအဲ့ဒါထုံးစံမင်းမင်းလိုချင်တဲ့အိမ်မင်းရပြီလေဒီတော့ဘန်းအတိုးယူတာပေါ့အပေါင်းဆိုတာကနှစ်ဦးသောဘောသူစာချုပ်တစ်မျိုးပေါ့ချင်းငွေမကြေမချင်းဘန်းကိုလတိုင်းဆက်နေရမယ်အဲ့ဒါပြက်ကွက်ရင်ဘန်းအိမ်ကိုသိမ်းယူဝင်ရှိတယ်အပေါင်းဆုံးတယ်လို့ခေါ်တာပေါ့ပြောပြီးစောင်းနှုတ်ကိုထက်လိုက်တယ်ကိစ္စပြက်ပြီဆိုတဲ့သဘောအိမ်ကဆင်းမရမယ်ဆိုတော့အမေကတစ်ချိန်လုံးငုံနေရကွာ ငါမွေးကလေးကနေလာတဲ့အိမ်လေးသူတီယိုကသူ့ laptop ကိုဖွင့်ကြည့်ပြီอืมမလွယ်ဘူးကွာခုတလောဒါမျိုးတွေကြီးပဲတွေ့နေရတယ်ဆန်နီကစိတ်ပြက်လက်ပြက်နဲ့ခေါင်းငိုက်ဆိုင်ကျသွားတယ်မင်းဖေနာမည်ပြောပါဦး Thomas Thomas ကိုအမေကကို Elvin တီယိုကခတ်တွတ်တွတ်ဆက်မိတယ်လိပ်စာ814 Sanandan တီယိုလက်တွေ laptop ပေါ် laptop ခလုတ်တွေပေါ်မှာပိုတွက်လာတယ်။ဟာမလွယ်ပါလားဟေး။ဘလို့ဖြစ်လို့လဲကွာ။ဖန်ကမင်းတို့ငွေချိတာတဲ့၁၄နှစ်လောက်တောင်ရှိခဲ့ပြီ။စုစုပေါင်း320 230စာချုပ်ချုပ်ပြီးဘဏ်ငွေမသွင်းနိုင်တာ၄လရှိပြီ။လေးလားဟုတ်လားဟုတ်တယ်။အဲ့ဒါတွေကွန်ပျူတာမှာပေါ်တယ်ဟုတ်လား။ဟုတ်တယ်။ဒါပေမဲ့လူတိုင်းတွေကြည့်လို့မရပါဘူး။မင်းကဘလို့လုပ်လို့ရရလဲ။အဲနီလန်းရှိရဆိုပါတော့ တရားရုံးတွေကပတ်စံပေးပြီးချက်လက်တွေဝယ်ရတယ်ကွာငါကသူတို့ထဲကိုဝင်ကြည့်တယ်နီးရထားတယ်ဆိုပါတော့ကွာဆန်နီကခေါင်းပုံငိုက်ကြတော့ပြီဒါဆိုငါတို့အိမ်ဆုံးတော့မှာပေါ့ဟုတ်လားအဲ့ဒီလိုတော့မဟုတ်ပါဘူးငါဒီမှာအလုပ်မှမရှိတော့တာပဲဘန်ကိုအရှောင်းနှိမ့်လုပ်တဲ့နီးတွေရှိပါတယ်အချိန်ဆွဲထားလို့ရတယ်ဒီကြားထဲမှာမင်းအဖေလှုပ်တစ်ခုပြန်ရှာပေါ့ဆန်နီကနားလေဟန်မတူခေါင်းရှုပ်သွားပုံရတယ်မင်းဒေဝါလီဆိုတာကြားဘူးလားဆန်နီ လူမွဲနာမည်ခံလိုက်တာလေချာဘူးတလူလူပဲနားတော့မလဲဘူးအဲ့ဒါကလှုပ်ချင်မှလှုပ်လို့ရတာပါမိမိဘတွေကဒေဝါလီခံမှုရှောက်ထားလို့ရတယ်မိမိဘတွေကဒေဝါလီခံမှုရှောက်ထားလို့ရတယ်အဲ့ဒီကိစ္စလိုက်တဲ့ရှိနေတော့ငားရမယ်သူကဒေဝါလီရုံးမှရှောက်ပေးရလေရှိနေကဘလောက်ကြမှာလဲအဲ့ဒီတော့ခုလောလောဆယ်မပူပါနဲ့အောင်အရေးကြီးတာကရှိနေအရင်ငားဖို့ပါမင်းလှုပ်ပေးလို့မရဘူးလားတီဦး ငါဘယ်ဖြစ်မလဲငါဖေနဲ့မေကလည်းသူတို့လိုင်းမဟုတ်ဘူးဖြစ်နေတယ်။ဒါပေမဲ့နှကန်းကျော်မှာအဲ့ဒီဘက်မှာနမေကြီးရဲ့ရှေ့နေတယောက်ရှိရယ်။မေတို့နဲ့ခင်ပါတယ်။နမေကစတီမိုဇင်ကိုတဲ့။ဆန်နီကရှေ့နေနမေကိုရေးမှတ်သွားတယ်။ဒါဆိုအိမ်ပေါ်ကသူချက်ချင်းဆင်းပေးဖို့မလိုသေးဘူးပေါ့နော်။ဒါပေါ့မင်းဖေနဲ့မေကိုရှေ့နေစီအမြင်ဆုံးလှုပ်ပေးလိုက်။ချီစုပဲတီကိုမင်းမရှိငါဘာလို့ပဲမှန်တော့သိမှာမဟုတ်ဘူး။ရပါရဲ့ကွာမင်းကိုကူညီရလို့ငါပြောပါရဲ့။ ဆန်နီကအခန်းထဲကတုတ်ချေတင်းပြီးထွက်သွားတယ်။ပြီးမှနောက်ဘက်ကားရဲ့ကွင်းမှာကျန်ရက်ထားခဲ့တဲ့သူ့စပိန်စီကိုပြီးချသွားတယ်။အင်းဂျင်းနဲ့တော်တဲ့အမှုတတယောက်ပေါ့။ခံတုံပြီးပါပြီ။တီချာလေးနားထောင်ပြီးတော့စူးစမ်းပြီးတော့လည်းဖတ်ကြည့်ကြပါဦးနော်။ဘိုင်ဘိုင်